thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ငလင်းကြောင့်တည်ဆုံးသူ3300ကျော်တိရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမန္လာ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်းကြောင့် AB လ4ရက်ညနေ6:00နာရီတည်ဆုံးသူ3354ဦးတိရှိလာနေတယ်လို့စစ်ကောင်စီထိန်းချုပ်ထားတဲ့ AB လ9ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြပါရယ်။ဒါအပြင်တရားရသူ4500ရှယ်ဦးနဲ့ပျောက်ဆုံးနေသူ220တိရှိတယ်လို့ဆိုပါရယ်။တည်ဆုံးသူ3354ဦးထဲမှာမန္တလေး တိုင်က2122ဦးနဲ့အများဆုံးဖြစ်ပြီးနေပြည်တော်မှာ1134ဦးနဲ့ဒုတိယအများဆုံးစကိုင်းတိုင်းမှာ909ဦးနဲ့တတိယအများဆုံးဖြစ်ပါတယ်အခြားသေဆုံးသူတွေကတော့ရှမ်းပြည်နယ်မှာ66ဦးပဲခူးတိုင်းမှာ44ဦးနဲ့မကွေးတိုင်းမှာ10ဦးဖြစ်ပါတယ်ပျောက်ဆုံးသူစင်ရ220ရဲမှာမန္တလေးတိုင်းပြည်ကြီးတခုနဲ့အောင်မြေသာဆန်မြို့နယ်ဒီမှာ205ဦးတည်ရှိတယ်လို့ဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကလည်းအေပီလာ၄ရက်နေ့ထိကောက်ယူထားတဲ့စင်ရနေရနိုင်ငံတော်ဝန်ကလေးကြောင့်သေဆုံးသူ3162ဦးတည်ရှိတယ်လို့ထုတ်ပြန်ထားပါ ါတယ်။ NUG စင်းရသေဆုံးမှုအများဆုံးဟာမန္တလေးတိုင်းကဖြစ်ပြီး1800ရှစ်ဦးရှိပါတယ်။ဒါအပြင်ပဲခူးတိုင်းက66ဦး၊စကိုင်းတိုင်းက686ဦးနေပြည်တော်က469ဦးနဲ့ရှမ်းပြည်တိုင်းက105ဦးရှိတယ်လို့ဆိုပါတယ်။ငလင်ဘေးဒဏ်တင်ဒေသတွေမှာရှာဖွေကယ်ဆယ်ရေးလုပ်နေသူတွေကတော့အမှန်တကယ်သေဆုံးသူနဲ့ပျောက်ဆုံးသူအရေအတွက်ဟာစစ်ကောင်စီနဲ့ NUG ထုတ်ပြန်ချက်တဲ့ပုံများတယ်လို့ဆိုကြပါတယ်။ မလင်တန်းအစိုးဆုံးခံရတဲ့စကိုင်းနဲ့မန္တလေးမှာငွေကြေးထောက်ပံ့မှုတွေရှိပေမဲ့လည်းအစားအစာဝယ်ယူဖို့ဈေးတွေဖွင့်လှစ်နိုင်ခြင်းမရှိတာကြောင့်ကုန်စည်ရှာပါမှုနဲ့ဈေးကြီးပေးဝယ်ရတာတွေကြုံနေရတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှရှိပါတယ်။အုတ်ခဲကျိုးတွေနဲ့အပြည့်အစည်တွေကိုရှင်းလင်းနိုင်ဖို့အတွက်ဝန်ကြီးဆက်နဲ့ရှင်တွေငားရက်ဖို့ငွေသားထောက်ပံ့မှုလိုအပ်နေတယ်လို့လည်းဆိုပါတယ်။ယာယီနေရာချထားရေးစနစ်တကျမဆောင်ရွက်နိုင်တဲ့အတွက်လုံခြုံရေးကျန်းမာရေးနဲ့တခြားနောက်ဆက်တွဲပြဿနာတွေစိုးရိမ်စရာရှိကြောင်းနဲ့အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ငလင်ပေးတင်ပြည်သူတွေကိုစနစ်တကျအကူအညီဖြန့် ံဝေနိုင်မဲ့နီလန်တွေကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့နေပြည်တော်ဥတ္တရသီရိစင်ယုံမှာစင်ယုံနဲ့ဈေးဝယ်စင်တာတွေပြန်စည်းထိခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်းကျောင်းနေပြည်တော်ဥတ္တရသီရိမြို့နယ်မှာဥတ္တရသီရိစင်ယုံကြီးပင်လုံစင်ယုံအုပ်စုအပါအဝင်ဟိုတယ်နဲ့ဈေးဝယ်စင်တာတွေလိုကြီးမားတဲ့အဆောက်အုံတချို့ပြုကျပြင်ဆင်ခဲ့ပါတယ်။ဥတ္တရသီရိစင်ယုံကြီးမှာဆိုရင်သုံးထပ်အဆောက်အုံရဲ့အောက်ဆုံးထပ်ကမြေကြီးရဲ့တီနေဝင်သွားခဲ့ပြီးနှစ်ထပ်သာကျန်တော့တာပါ။စင်ယုံပြုကျမှုမှာအသက်ရှင်လဲကဲထုတ်နိုင်တဲ့လူနာစင်ယုံဆောင်ဆရာဝန်သူနာပြုနေရှိတယ်လို့တင်ဆက်သူရင်းနဲ့အနည်းဆုံး၁၀ဦးထပ်မင်းရှိရဲ့လို့ဒေသခံတွေက ကပြောပါရယ်ဒီကနေ့ထိလည်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့နဲ့နိုင်ငံတကာကယ်ဆယ်ဖွဲ့တွေကစိတ်ယုံနေရဒီမှာကုညီကယ်ဆယ်လုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေရလို့ဆိုပါရယ်နေပြည်တော်ဟိုတယ်စုံနှစ်ကဟိုတယ်အဆောင်တချို့လည်းပြိုကျပျက်စီးခဲ့သလို Ocean Sea Wear Center ဇလန်ဝါ Sea Wear Center တို့လည်းထိခိုက်ပျက်စီးခဲ့တာကြောင့်အဲ့ဒီ Sea Wear Center တွေလည်းပိတ်ထားပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့ဘန်ကောက်မှာဖမ်းဆီးခံရသူ2ဦးလွတ်မြောက်ရေးမြမအရေးလှူရှားသူတွေကျိုးပန်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအီဘီလာ3ရက်နေ့ကဘင်္ဂလားပင်လယ်ဩဒေသနိုင်ငံများနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဖွဲ့ Pinstat ညီလာခံကိုတင်ရောက်ခဲ့တဲ့မြမစစ်ကောင်စာဗိုလ်ချုပ်မူကြီးမင်းရောင်းလိုင်ကိုဆန္ဒပြဖို့ကြိုးစားသူမြမနိုင်ငံသား2ဦးထိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ကိုဖြိုးပိုင်နဲ့ကိုနိုင်နိုင်စိုးတို့ကိုညီလာခံကျင်းပရာရှန်ဂရီလာဟိုတယ်ရှိမှာဗိုလ်ချုပ်မူကြီးမင်းရောင်းလိုင်ပုံပါဆောင်ရွက်စာရင်းနဲ့တူဖမ်းဆီးခံခဲ့ရတာလို့ ို့ကိုဖြိုးပိုင်ကသတင်းဌာနကိုပြောပါတယ်။အဲ့ဒီနေ့ကမင်းအောင်လိုင်းက၃ရက်နေ့ကလာမယ်ဆိုလို့ဆန္ဒပြမလို့ဒါပေမဲ့ကျွန်တော်ဆန္ဒမပြရသေးဘူးမင်းအောင်လိုင်းဓပုံတွေကိုကျွန်တော်ကအပြင်မိတူဆိုင်မှာမိတူသွားဆွေးနေစာရွက်တွေကိုကင်ထားတော့မဲရှိသေးတယ်ကျွန်တော်ကိုဖမ်းသွားတယ်သူတို့နှောင်းကိုထိုင်းရဲကဖမ်းဆီးသွားပြီးရင်နောက်သူတို့ရဲ့နိုင်ငံကုလက်မှတ်တွေကိုတင်ဆက်ပြီးမြန်မာနိုင်ငံကိုပြန်ပို့ဖို့စီစဉ်နေတယ်လို့ကိုဖြိုးပိုင်ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NUG အရာရှိတအုပ်ကလည်းတက်နိုင်သမျှပါဝင်ကူညီဆောင်ရွက်မယ်လို့သူတို့ကကတိပေးခဲ့ကြောင်းပြောပါတယ်။ထိုင်းနိုင်ငံရှိမြမအရေးလှုပ်ရှားသူတွေကသူတို့နှစ်ဦးလွတ်မြောက်ရေးအတွက်ဘန်ကောက်မြို့ကကုလသမဂ္ဂယုံကိုဆက်သွယ်အကြောင်းကြားခဲ့ကြောင်းတက်ဆိုင်ရာကုလသမဂ္ဂတာဝန်ရှိသူတအုပ်ကလည်းထိုင်းအာဏာပိုင်ကိုဆက်သွယ်ပြီးကိုဖြိုးပိုင်နဲ့ကိုနနိုင်စိုးတို့ကိုမြမနိုင်ငံပြန်မဖို့ရေးအတွက်ကူညီဆောင်ရွက်ပေးမယ်ကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကအပြည့်အဝကြီးညာပြီးရင်နောက်ဒေသတချို့လေးကျောင်းသုံးဖုံးကျင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအေပီလာ ့ရက်နေ့ကနေ့22ရက်နေ့ထိနိုင်ငံတော်ယာယီအဖြစ်ခံရက်စဲထားမှဖြစ်ကြောင်းကြေညာထားပြီးမြန်မာတိုင်းစကိုင်းတိုင်းကရင်ပြည်နယ်တွေမှာလေကြောင်းသုံးပုံကျဲတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကရှိနေသေးပဲလို့ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ချင်းရွာနီကိုအေပင်းလာ3ရက်နေ့လယ်ပိုင်းကစစ်ကောင်စီကကြက်တိုက်လေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြည်ဦးနယ်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြောပါတယ်။ဘာတိုက်ပွဲမှမရှိပဲမနေ့ကကြက်တိုက်လေယာဉ်နဲ့ပုံနှလုံးလာကျဲသွားတယ်လို့ပြည်ဦးနယ်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတအုပ်ကပြောပါ ါတယ်။စကားစကားတော့ကျွန်တော်တို့ကိုမန္လာ31ရက်နေ့တုန်းကလည်းစင်ကူးမြို့နယ်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခုဧပြီလ3ရက်နေ့ရောက်တဲ့အချိန်မှာလည်းကျွန်တော်တို့တပိတ်ချင်းကိုလေကြောင်းတိုက်ခိုက်မှုတွေထပ်လုပ်တဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာထပ်ပြီးဒုက္ခရောက်အောင်လင်းရင်နဲ့ကျင်းမြေကျေးဆဲဖြစ်နေတဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်းလူထိခိုက်သေဆုံးခဲ့တာမရှိဘူးလို့ဆိုပါတယ်။ဒီဖြစ်ရတဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မန္တလေးတိုင်းပြောခွင့်ရသူစီးပွားရေးဝန်ကြီးဦးသိန်းထေကိုတရင်ဌာနကမြင်မြန်ခဲ့ရမှာစီရင်ကိစ္စဖြစ်လို့သူ့အနေနဲ့မသိဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ စစ်စင်ရင်ကိစ္စတွေကျွန်တော်တို့မသိပါဘူးတပိတ်ချင်းဆိုတော့ကျွန်တော်တို့ ਨੇ အလန့်လဲဝေးတယ်စစ်စင်ရင်ကိစ္စတွေဖြစ်လို့ကျွန်တော်တို့မသိဘူးလို့ပြောပါတယ်အလားတူစကိုင်းတိုင်းကဏီမြို့နယ်ကနတ်ကြီးအင်ချောင်းမုတ်သောစတဲ့ရွာသုံးရွာနဲ့ရင်းမပင်မြို့နယ်ကနှောပင်ကြောင်မော်အင်ဘတ်ကျွန်းပေါ်စတဲ့ရွာတွေကိုစစ်ကောင်စီဘက်က EV 3ရက်နေ့ကစက်တက်လေးဒီပါရာမော်တာတွေနဲ့ဖုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်ကဏီမြို့နယ်ကဖျားစီတီတချို့နဲ့ရင်းမပင်မြို့နယ်ကအသက်60ကျော်အရွယ်မျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လုံခြုံရေးရအမည်မဖော်လို့ တဲ့ကဏီမြို့နယ်ဒေသခံတအူးကသတင်းဌာနကိုပြောပါရယ်။နတ်ကြီးရွာရဲ့တောင်မြောက်ရွာရဲ့မုတ်ထောရွာရဲ့သုံးနေရပါရာမော်တာနဲ့အဲ့ဒီဘုံလာကျတဲ့မုတ်ထောရွာမှာကြတော့ဇေဒီဘော့ကိုပြစ်တောင်း စေရီတဆူရဲ့အဲ့ဒီစီရီအရှိကစွန်လို့ခေါ်တဲ့ဓမာယုံပေါ့နော်အဲ့ဒီဓမာယုံသွတ်မိုးပြားတွေလည်းပောက်သွားတယ် AB 3ရက်နေ့ညမှတခါတချိန်တက်လာပြီးတော့9နိုင်ခွဲကမှရင်းမပင်နဲ့အရှိချမ်းနှောပင်ရွာရဲ့ကြောက်မော်ရွာရဲ့အင်းပန်ရွာရဲ့မင်းညရုံကငါးလုံးလာပြီးတော့ဘုံကျဲတယ်ကျုံးပေါ်ရွာကဖြီသူတယောက်အမျိုးသမီးတယောက်ခြေထောက်တွေနှစ်ဖက်ထိသွားတယ်လို့ပြောပါတယ် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီရဲ့စကိုင်းတိုင်းပြောခွင့်ရသူကိုသတင်းဌာနကဆက်သွယ်မိမြန်ခင်ရသူအနေနဲ့မတိသေးဘူးလို့ပြန်လည်ဖြေကြားပါရယ်စစ်ကောင်စီကအပြစ်ခံရစဲကြောင့်ကြီးညာတဲ့အေဘီလာနှစ်ရက်နေမှာပဲမန္တလေးတိုင်းတောင်သားမြို့နယ်တဲတော်ရွာကိုစစ်ကောင်စီဘက်ကစက်တက်လေးဒီ3စီးနဲ့120မမပုံသီးရှလုံးကျင်းချတိုက်ခတ်ခဲ့တာကြောင့်စာတင်ကြောင်းနဲ့ပြည်သူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့အမျိုးသားညညရေးအစိုးရ NUG ကအေဘီလာ3ရက်နေ့ကထုတ်ပြန်ထားပါရယ်ဒါကြောင့်အပြစ်ရမယ်ဆိုတဲ့စစ်ကောင်စီရဲ့ကြီးညာချက်ကလီဇယ်လဲပြားမှုနဲ့သာဖြစ်တယ်လို့ ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ပြည်ပလာ၂ရက်နေ့ညနေပိုင်းမှာပဲခမာယာ350နဲ့ခမာယာ440တပ်တွေကပဲခူတိုင်းရွှေချင်းမြို့နယ်ကညောင်ကြောင်ရွာကို87မမလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ပြည်သူပိုင်းအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ကရင်အမျိုးသားစီယုံကရင်ညူကဧပြီလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်ဧပြီလ၃ရက်နေ့မှာမူးမုံမြို့နယ်ဟော့ကုကောငထရီစုပ်ကျင်းရွာကိုစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့အသက်24နှစ်အရွယ်ပြည်သူတအုပ်ထိခိုက်ခဲ့ပြီးနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ကရင်ညူကဆိုပါတယ်။ရှာ ာကြီးအပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားပြီးမြင်အခုလိုလေကြောင်းနဲ့လက်နက်ကြီးတွေတုံးပြီးတိုက်ခိုက်မှုတွေရှိနေတာနဲ့ပတ်သက်လို့မင်းများနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူပို့ချုပ်စော်မင်းထွန်းကိုဆက်သွယ်ခဲ့ပြီးမြင်ဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ မြန်မာနိုင်ငံအလဲပိုင်းမှာမလ28ရက်နေ့ကအင်အားပြင်းကလင်လုတ်ခတ်ခဲ့ပြီးရဲ့နောက်အမျိုးသားညီညွတ်ရေးအစိုးရ NUG မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကချင်လူမျိုးရေးတပ်မတော် KIA KIA တို့ကလည်းကာလတူအပြစ်ခတ်ရဲစဲထားမယ်လို့အသီးသီးထုတ်ပြန်ကြေညာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ယာယီတဲရီနဲ့လက်ပတ်နေတဲ့နေပြည်တော်စေယုံကြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ကရင်တထောင်စေယုံကြီးမှာအရေးပေါ်လူနာဌာနအပါအဝင်အဆောင်တချုံငလင်ကြောင်းပြိုကျပြက်စီးခဲ့ရပြီးရဲ့နောက်ယာယီတဲရီထိုးပြီးလူနာရီကိုစေကူတမှုပေးနေပါတယ်။လူနာရီကိုကျမ်းမာရေးဆော ောက်ရှာမှုပေးဖို့ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေမှာယာယီတဲရီမှာနေထိုင်ကြပါတယ်။စေယုံတွင်းကိုလည်းလူနာရှင်တွေကတောင်းရည်တန်အပါဝင်အခြေခံစားသောက်ကုန်တွေလာရောက်လှူဒန်းနေကြတာပြီးလည်းရှိပါတယ်။စေယုံကပြည်စည်းနေတဲ့အဆောင်တွေကိုတော့စစ်ကောင်စီကရှင်းလင်းပြင်ဆင်တာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။